လမ်းပြသူဖြစ်အောင်လုပ်ပေးမယ်လို့ပြောလားမပြောပါဘူးလမ်းညွန်ပေးတာပန်းတိုင်ကိုရောက်အောင်သွားရမှာကကိုယ်တိုင်သွားရမှာဖြစ်ပါတယ်เนาะဥပမာလေးတစ်ခုပြောမယ်လူနာတယောက်เนาะလူနာတယောက်ယောဂဝေဒနာတွေခံစားနေရတယ်ယောဂဝေဒနာတွေခံစားနေရတယ်ဆိုလို့ရှိရင်ဥဒ္ဓရတ္တကမတွေဘယ်ကိုသွားမလဲလို့မေးရင်ဆရာဝန်စီကိုသွားမှာပေါ့เนาะ ဆရာဝန်စီကိုသွားမယ်ဒါမှန်ကန်တယ်ကဲနေမကောင်းတော့ဆရာဝန်စီသွားဆရာဝန်ကအလွန်စွမ်းတယ်အလွန်နာမည်ကြီးတယ်သမားတော်ကြီးဒိတ်ဒိတ်ကျက်နော်အဲ့ဒီဆရာဝန်ကြီးနဲ့ကုသလိုက်ရင်ပျောက်တယ်အလွန်နာမည်ကြီးတယ်ဆရာဝန်ကြီးဆရာဝန်ကြီးကသူ့ကိုစေးစားတယ်ရေးပေးလိုက်တယ်မနေ့ကဘာစေးကိုတော့နေ့လယ်ကိုဘာစေးကိုတော့ညနေကိုဘာစေးတော့တနေ့ကို၃ချိန်တော့ ဆရာဝန်ကစေစာတွေရေးပေးလိုက်တယ်။အဲ့ဒီလူကြီးကဆရာဝန်ပေးတဲ့စေစာကိုယူပြီးတော့အိမ်ကိုပြန်လာတယ်။ပြီးရင်ကိုယ့်ရဲ့အိမ်အဲ့ရာရှေ့မှာခေါင်းရင်းမှာတိတ်ကလေးနဲ့အဲ့ဒီစာကိုကတ်ထား။နေတိုင်းအဲ့ဒီစေစာရွက်ကိုဖတ်နေတာ။မနေ့ဗာစေးတော့မယ်၊နေ့လည်းဗာစေးတော့မယ်၊ညဗာစေးတော့မယ်။နေတိုင်းနေတိုင်းအဲ့ဒီစေစာရွက်ကိုသူကဖတ်နေတာ။ ကဲဥစ္စရတက္ကရာမတွေစဉ်းစားကြည့်တယ်ဆေးမတော့ဘဲနဲ့အဲ့ဒီဆေးစာရွက်ကိုဖတ်နေုံနဲ့အဲ့ဒီလူနာယောဂါကောင်းပါမလားကောင်းပါဘူးဗျာယောဂါကောင်းရှင်ဆေးစာကိုဖတ်ရမှာလားဆေးတောက်ရမှာလားကောင်းပါဘူးဗျာအဲ့တော့အဲ့ဒီလူနာကနေတိုင်းဆေးစာကိုဖတ်နေတယ်ဆေးမတော့ဘူးတပည့်လောက်ကြာတယ်ခုနှစ်ရက်လောက်ကြာတယ်ယောဂါကမတတ်တာဘူးမကောင်းဘူး ယောဂါကမတက်တာမကောင်းတဲ့အခါကြတော့အဲ့ဒါဆရာဝန်စီကိုပြန်သွားတယ်ဆရာကြီးကျုပ်ဗျာယောဂါမတက်တာဘူးပူပူဆိုးလာတယ်ဆရာကြီးပူဆိုးလာတယ်ဆရာကြီးနော်ဒီလိုပြောတော့ဟာခမ ्या ဗျာကျုပ်ခမ ्या ကိုပေးလိုက်တဲ့ဆေးတွေကအကောင်းစားတွေလေအဲ့ဒါတွေဘာဖြစ်လို့မကောင်းအောင်ပါလဲခမ ्या မတော်ဘူးလားဟာကျုပ်မတော်ဘူးဗျကျုပ်ဆရာကြီးကိုတိတ်ယုံတာဆရာကြီးကတိတ်ဆွမ်းတယ်ဆိုလို့ကျုပ် ဆရာကြီးကိုနေတိုင်းလဲချက်ခိုးတယ်။ဆရာကြီးပေးတဲ့စေစာကိုလည်းကြုတ်နေတိုင်းရွတ်တယ်။ခမားဗျာစေစာကိုရွတ်ယုံနဲ့ကောင်းပါမလားဗျာ။ကြုတ်ဘလောက်ပဲတော်တော်ဘလောက်ပဲဆွမ်းဆွမ်းကြုတ်ပေးတဲ့စေကိုတောက်ပါခမားကောင်းပါပေါ့။ကြုတ်ပေးတဲ့စေကိုမတောက်ရင်ခမားဘလို့လို့ကောင်းနိုင်ပါလဲ။ဦးဇုံတော်တကာကမားလေးရှင်းရလားမသိဘူးနော်။မြတ်စွာဘုရားရှင်ကိုကူးကွယ်တယ်ဆိုတာဘုရားရှင်မှလာပြီးတော့ ရှစ်ခွန်းစူတောင်းနေုံနဲ့ဥစဉ်တို့ဖြစ်ချင်တာတွေဖြစ်နိုင်မှာမလားဖြစ်နိုင်ပါဘူး။ဥစဉ်တို့ဖြစ်ချင်တာတွေကိုစူတောင်းနေရမှာလားလုပ်ယူရမှာလားမလုပ်ယူပါဘူး။အဲ့ဒါသဘောပေါက်။ဘုရားကိုအပြစ်မတင်နဲ့နော်။တချို့ကဘုရားကိုအပြစ်တင်တယ်။တို့ဘုရားကိုကူးကွယ်လာတာကြာပြီ။နေတိုင်းလည်းဘုရားကိုဆုံးတော်တင်တယ်။နေတိုင်းလည်းဘုရားကိုစူတောင်းတယ်။ထီမပေါက်ဘူးဟောတချို့ကတချို့ကနော်။ငါတို့ထီထိုးတာလည်းကြာလာပြီထီလည်းမပေါက်ဘူး။အဲ့တော့ဟာဘုရားကဘာမှတကူမရှိပါလား။ ဒီလိုမထင်နဲ့ဒီလိုမထင်နဲ့နော်ဖခင်ကငါထံမှာလာဆူတောင်းငါလုပ်ပေးမယ်လို့ဖခင်မယ်တော့မှမပြောခဲ့ဘူးကိုဖြစ်ချင်တာကိုကိုလုပ်ယူရတယ်လို့ဖခင်ကဟောတာနော်ဦးဇေနုမြတ်စွာဘုရားကလမ်းညွန်တဲ့ပုဂ္ဂိုလ်သားဖြစ်တယ်တဏှာဖြင့်ပြောရင်ခုနကတမားတော်ကြီးနဲ့တူတယ်ဆရာဝန်ကြီးနဲ့တူတယ်ဖခင်ပေးတဲ့ဆေးကိုတောက်မှမိမိတို့ယောဂါတွေကောင်းမှဖြစ်ပါတယ်နော်အေးတိတ်ပြီးတော့ဦးဇေနုဘုရားရဲ့တရားတော်တွေကတိတ်ရှင်းပါတယ် ဲ့တော့ဆိုလိုချင်တာကတခြားတခြားဘာသာတွေဆိုတာဘုရားသခင်ကိုဗဟိုပြုတဲ့ဘာသာဘုရားဘာလို့လို့ဘုရားသခင်ကတာဝန်ယူမယ်ဘုရားသခင်ကတာဝန်ယူမယ်ဆိုတော့ကအတိပန္နကပௌဒ္ဒရွာလူကြီးကို ပုံနာတွေခြင်းတဲ့လို့ပေါ့နော်အဲ့ကောင်တွေမင်းတို့ဘာမှမပူနဲ့လှုပ်ချင်တာလှုပ်ခိုးချင်တာခိုးတက်ချင်တာတက်တည်လို့ချင်းငါတို့နဲ့ပြည်ရအောင်တာဝန်ယူတယ်กว่าဆိုတာခြင်းတဲ့တာပဲလေနော်အဲ့တော့ပုံနာကြီးတွေကကောင်းရာတုဂတိရအောင်တာဝန်ယူမယ်လဲဆိုလဲဆိုလိုက်ကော လူတွေကဘာဖြစ်ကုန်လဲကုသိုလ်တွေလုံးချင်တဲ့စိတ်တွေနဲ့သွားတယ်အကုသိုလ်တွေပဲလုံးပါပေါ့ဘာဖြစ်လို့တည်လို့ရှိရင်ငရဲကြပါကိုစိုးရင်စရာမလိုတော့ဘူးပုံနာကြီးတွေကတာဝန်ယူတယ်ပြောတာကိုအဲ့တော့အဲ့ဒီလိုဖယားသခင်ကတာဝန်ယူပါတယ်ဆိုတဲ့ပုံကိုယ်တွေက အကုသိုလ်လုပ်ရမှာကိုမကြောက်တော့ဘူးဟောဦးဇင်းကဗုဒ္ဓဘာသာဝင်ကြတော့မဟုတ်ဘူးဖယားသခင်ကတာဝန်မယူဘူးကိုလို့ရင်ကိုခံရမယ်နော် ကိုလို့ရကိုဆံရမယ်ဦးဇနမေဆာဘုရားကဒီလိုပဲဟောတယ်နော်ကိုလို့ရကိုခံရမယ်ကိုလို့ရကိုဆံရမှာပဲဒီတော့လူတွေကမလုံရဲဘူးကြောက်တယ်အကုသိုလ်မလုံရဲဘူးအကုသိုလ်တွေမဖြစ်ရဲကုသိုလ်တွေပဲမပြတ်လုံးဖြစ်ကြတယ်အဲ့တော့ဘုရားသခင်ကတာဝန်ယူသည်ဖြစ်စေတာဝန်မယူသည်ဖြစ်စေကိုကမကောင်းတာတွေကိုချောက်ကျင်းထားတယ်ကောင်းတာတွေကိုလှုပ်ထားတာဆိုတော့ဘုရားသခင်တာဝန်မယူခဲ့ရင်လည်းကြောက်စရာမလိုဘူးကိုမကမကောင်းတာလုံးဝမလုပ်ထားတာ ။နော်မိစ္ဆာဘုရားပေးတဲ့နီလန်းတွေကအပ္ပန္နကပฏิပဒါလို့ခေါ်တယ်။လုံးဝမမားနိုင်တဲ့နီလန်းတွေဖြစ်တယ်။ဘယ်ဘက်ကကြည်ကြည်မိစ္ဆာဘုရားရဲ့တရားဓမ္မတွေကမမားနိုင်တဲ့တရားတွေဖြစ်ပါတယ်နော်။အေးဥဒ္ဒရတက္ကရကမသတိပြုပါနော်။ယူဥဒ္ဒရမြန်မာနိုင်ငံမှာဆိုလို့ရှိရင်သွားတယ်။အာရွှေတဘုံဘုရားတကိုးကြည့်တယ်။အာမန္တလေးမဟာမြတ်မနိဘုရားတကိုးကြည့်တယ်။အာဟိုဘုရားကဆူတောင်းပြည်တယ်ဒီဘုရားကအလိုတော်ပြည်တယ်တဲ့။ ဲ့လိုတွေဖြစ်နေကြတာအဲ့လိုတွေဖြစ်နေကြတာတကယ်တော့ဖခင်ဆင်းရဲတော်တွေကစူတောင်းပြတာမဟုတ်ပါဘူးအလိုတော်ပြတာမဟုတ်ပါဘူးမိမိရဲ့ကုသိုလ်စေတနာကစူတောင်းပြတာပါမိမိရဲ့ကုသိုလ်စေတနာကအလိုပြတာပါကုသိုလ်စေတနာအားသေးလို့ရှိရင်ကုသိုလ်နည်းနည်းလေးပဲရတယ်ဒီတော့ဒီကုသိုလ်အားနေတဲ့အတွက်ကြောင့်အကျိုးပေးမှာမဟုတ်ဘူးချက်ချင်းအကျိုးမပေးနိုင်ဘူး အဲ့ကုသိုလ်စေတနာတွေကအလွန်အားကြီးတယ်မြတ်စွာဘုရားကိုအလွန်ကြီးညိုတဲ့အသက်နဲ့ရေးပြီးတော့မြတ်စွာဘုရားကိုကြီးညိုလေးစားတယ်ဆိုလို့ရှင်တော့စေတနာက အလွန်အားကြီးတယ်ပေါ့အဲ့လိုအားကြီးတဲ့စေတနာကအကျိုးပေးတာဒီစိတ်လူတော်ကအကျိုးပေးတာမဟုတ်ဘူးတချို့ဆိုလို့ရှင်ရှိတယ်ဗါလဲဟိုတိက္ကနသားတို့ဘာတို့နော်ကျွန်းနဲ့သားတို့ဘာလို့ပြောကြတယ်နော်အဲ့လာတွေကိုယုံကြည်တယ်တချို့ဒက္ခိဏသာခာဘုရားယုံကြည်တယ်ဒီဘုရားကိုကိုးကွယ်ရင်လက် စီးပွားတိုးတယ်စီးပွားတက်တယ်ယာဓုတွေမြဲတယ်ဒီလိုမျိုးယုံကြည်နေကြလွယ်တယ်နော်ဒါအမှားကိုအမှန်ထင်နေတာဟာဒါမိစ္ဆာဒိဋ္ဌိပဲလေစင်းလူတော်ကစူတောင်းပြပါတယ်လို့ယူဆနေရင်ကဥစ္စာတက္ကရာမရေရေပြောနော်စင်းလူတော်ကစူတောင်းပြတယ်လို့ယူဆနေတယ်ဆိုရင်ဟာမှန်လားမှားလားမှားတယ်စဉ်းစားကြည့်ဘာသာကြားတဲ့အမြင်မှလည်းသိချက်စရာကောင်းတယ်ဒါဥစ္စာတို့က တချို့တချို့နိုင်ငံခြားသားတွေခဏခဏမေးတယ်နော်ဒီစင်းလို့တော့တောက်တုံးတွေတက်တုံးတွေကဘလို့တကိုးရှိတာလဲစဉ်းစားကြည့်ဦးတော်တက္ကရာမတွေစဉ်းစားကြည့်မေယောဘလာဗုဒ္ဓတွေဗုဒ္ဓဘာသာတွေဆိုတော့လေတခါမှအဲ့လိုလေးလေးနက်နက်မစဉ်းစားကြဘူးဘာသာကြားတွေကစဉ်းစားတယ်လေးလေးနက်နက်စဉ်းစားတယ်ဒီတောက်တုံးကြီးကဘလို့တကိုးကြီးတာလဲဒီတက်သားတုံးကြီးကဘလို့တကိုးကြီးတာလဲဒီအုပ်ပုံကြီးကဘလို့တကိုးကြီးတာလဲသူစဉ်းစားတယ်စဉ်းစားကြည့်နော်စဉ်းစားကြည့်နော် မဖြစ်နိုင်အဲ့တော့စေလို့တော်ကတကူကြီးတာမဟုတ်ဘူးဒါရုပ်တုကြီးလေအတ္တမှမရှိတာဥပ္ပုံကြီးအတ္တမှမရှိတာဘလို့လို့တကူကြီးမှလဲနော်အဲ့တော့စေလို့တော်ကတကူကြီးတာမဟုတ်ဘူးကိုယ်ွယ်စိတ်ကက်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်စေတနာကတကူကြီးတာနော်တရားဓမ္မတွေသိချမ်းမနော်စင်းလူတော်ကတကိုးကြီးတာလားမိမိရဲ့ကုသိုလ်စိတ်ကတကိုးကြီးတာလားအဲ့တော့ဦးဇင်းတို့ ဖရားတွေရွေးနေရမှာလားကိုယ့်ရဲ့ကုသိုလ်စိတ်ကိုအားကြီးအောင်လုပ်ရမှာလားကုသိုလ်စိတ်ကိုပဲအားကြီးအောင်လုပ်ရမှာပါနော်ကုသိုလ်စိတ်အားကြီးရင်တကူကြီးတယ်ကုသိုလ်စိတ်အားနေရင်တကူနေမယ်တိတစီယာမတ်ဒါကြောင့်ဦးဇင်းတို့နော်အယူမှားတာတွေကိုပြင်သင့်ပြီနော်ပြင်သင့်တယ်ကိုဘုရားကတကူကြီးဒီဘုရားကတကူကြီးမလုံးနဲ့မလုံးနဲ့အလွန်ချက်စရာကောင်းတယ်ဖရားတွေကတကူကြီးတာမဟုတ်ဘူးမိမိတို့ရဲ့စိတ်ကတကူကြီးတာ ဒီစင်းလူတော်တွေကဥစဉ်တို့ဇေဒီလေးမျိုးထဲမှာဩဒိဋ္ဌဇေဒီလို့ခေါ်တယ်ဩဒိဋ္ဌဇေဒီဆိုတာတတော်ထင်ရှားမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ပူဇော်ထားတာဖြစ်ပါတယ်နော်တတော်ထင်ရှားမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ပူဇော်ထားတာဖြစ်တယ်တတော်ထင်ရှားဘုရားကမရှိတော့ဘူးလေလွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကတည်းကဘုရားရှင်ကပြိဋိနိဗ္ဗာန်ဆန်သွားပြီမရှိတော့ဘူး ဒီမရှိတော့တဲ့ဘုရားကိုဦးဇင်းတို့ကအာယုံပြုရှိခိုးတဲ့အခါမှာမှန်းရလွယ်ကူအောင်လို့เนาะဘုရားရှင်ရဲ့လက္ခဏာတော်ကြီးငင်တဲ့အညီစင်းတို့တော်တွေထုလုပ်ကြတယ်တသားနဲ့ခြိုက်တဲ့ပုဂ္ဂိုလ်ကတသားနဲ့ထုကြတယ်ကြောက်နဲ့ခြိုက်တဲ့ပုဂ္ဂိုလ်ကကြောက်တုံးကိုထုလုပ်ကြတယ်အဲ့တော့ဘုရားရှင်ကိုရီမှန်းပြီးတော့ထုလုပ်ထားတဲ့စင်းတို့တော်မို့လို့အဲ့ဒါကိုဥဒိတ်တဇေဒီလို့ခေါ်တယ်ကဲအားလုံးပြောဗာဇေဒီလို့ခေါ်တယ် အဲ့ဒါတွေကိုနားမလဲတော့ဘာသာကြားတွေကပြောတယ်အမင်းတို့ဗုဒ္ဓဘာသာကွာတုတ်တုံးတွေကိုရှ िख ိုးနေတယ်တသားတုံးတွေကိုရှ िख ိုးနေတယ်အုပ်ပုံတွေကိုရှ िख ိုးနေတယ်လို့ပြောတယ်မဟုတ်ဘူးဦးဇင်းတို့ဒီတောက်တုံးကိုရှ िख ိုးနေတာမဟုတ်ဘူးအုပ်ပုံကိုရှ िख ိုးနေတာမဟုတ်ဘူးဒီစင်းတို့တော်ကိုကြည်ပြီးတော့တတ်တော်ထင်ရှားမြတ်စွာဘုရားကို အာယုံပြုရှ िख ိုးကြတာဖြစ်ပါတယ်နော်စင်းတို့တော်ကိုကြည်လိုက်တဲ့အခါကျတော့စိတ်ထဲမှာကြည်လင်တယ်အော်ဒီ တတ်မဲ့ဖြစ်တဲ့ယုတ်ထုတော်တော်မှာဒီလောက်ကြီးညိုစရာကောင်းနေလို့ရှိရင်တတ်တော်ထင်ရှားမြတ်စွာဘုရားဆိုလို့ရှိရင်ဘလောက်တောင်ကိုးပြီးတော့ကြီးညိုစရာကောင်းပါလေလို့ဒီယုတ်ထုကနေပြီးတော့တတ်တော်ထင်ရှားဘုရားအစ်စ်ကိုမှန်းဆကြီးညိုပါတယ်နော်ဥစလို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာတိုင်းပြည်အတွက်နော်အကျိုးဆောင်ရွက်ခဲ့တဲ့အာဇာနည်ကြီးတွေရှိတယ် ဲ့ဒီတိုင်းပြည်အတွက်အကျိုးပြုခဲ့တဲ့အာဇာနည်ကြီးတွေအမတ်တရ ရုပ်တုတွေထုလုပ်ကြတယ်။ရုပ်ပုံတွေဆွဲကြတယ်။အော်ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းထိုင်းပြည်ဖြစ်တဲ့ဘူမီပေါ်လူတွေအလွန်လေးစားကြတယ်။ဘယ်နေရာကြီးကြီးဘရင်ရဲ့ပုံတွေချိတ်ထားကြတယ်။နော်ဘရင်ကြီးမရှိတော့ဘူး။အဲ့တော့ဒီဘရင်ကြီးရဲ့ပုံရုပ်တုလူတွေအလေးပြုကြတယ်ရိုသေကြတယ်မရှိတော့ဘူး ဲ့တော့လူတွေကဘာဖြစ်လို့ဒီယုတ်တုကြီးကိုသွားအလေးပြုကြတာလဲအယုသေးပေးကြတာလဲဒီဘုရင်ကြီးရဲ့ဓက်ပုံကိုလူတွေဘာဖြစ်လို့အယုသေးပေးကြတာလဲမေးလို့ရှိရင်အဖြေကတခုတည်းပဲအဖြေကတခုတည်းပဲဒီဘုရင်ကြီးရဲ့ဂုံကြီးစုတွေနော်တိုင်းပြည်အပေါ်မှာ အနစ်နာခံခဲ့တဲ့တိုင်းပြည်ရဲ့အကျိုးကိုတည်ပို့ခဲ့တဲ့ဘရင်ကြီးရဲ့ဂုံကြီးစုကိုအောက်မေ့တတိယတော်အဖြစ်ဘရင်ကြီးရဲ့ရုပ်တုဘရင်ကြီးရဲ့ဓက်ပုံချေမှာသွားပြီးအလေးပြုကြတာယုံကြည်ပေးကြတာနော်ဒီတိုင်းပဲဥစ္စေလို့ဗုဒ္ဓဘာသာဟာလည်းပဲရုပ်တုကိုကိုးကွယ်တာမဟုတ်ဘူးမြစ်စွာဘုရားရှင်ကိုမှန်းဆပြီးတော့မြစ်စွာဘုရားရဲ့ဂုံတွေမြစ်စွာဘုရားရဲ့ကျေးဇူးတော်တွေကိုအာယုံပြုတော်အဖြစ် respect ပေးတာအယုံကြည်ပေးတာနော်ယုံကြည်ပေးတာဒါတတိပြုဖို့လိုတယ် တခါတုန်းကဦးဇင်းတို့မြန်မာနိုင်ငံမှာမန်လယ်ဆယ်တော်ကြီးဆိုတာရှိတယ်မန်လယ်ဆယ်တော်ကြီးကိုအင်္ဂလိပ်နော်လူကြီးတယောက်ကပြောတယ်မန်လယ်ဆယ်တော်ကြီးကိုတော့သူကအင်္ဂလိပ်လူကြီးကဘာပြောတယ်လဲဆိုတော့လက်ညှိုးထိုးတယ်အရှင်ဘုရားလက်ညှိုးဘယ်ကိုထိုးလဲဆိုတော့ခြေကားကိုလက်ညှိုးထိုးပြတယ် ရှိခဲ့တုန်းကဘုန်းကြီးเจ้าတွေမှာလေကားတွေကအုတ်လေကားတွေလေအုတ်နဲ့လုပ်တဲ့လေကားတွေသူကအဲ့ဒီအုတ်လေကားကိုလက်ညှိုးထိုးပြီးတော့အရှင်ဘုရားဟောဒီအုတ်လေကားဟာလည်းပဲအုတ်နဲ့လုပ်ထားတာပြင်နောက်တဲ့လက်ညှိုးထိုးတယ်စင်းတုတော်ဟောဒီစင်းတုဟာလည်းပဲအုတ်နဲ့လုပ်ထားတာပဲအဲ့တော့လေကားကလည်းအုတ်နဲ့လုပ်ထားတယ်စင်းတုကလည်းအုတ်နဲ့လုပ်ထားတယ် အုံးနဲ့လုံထားတာချင်းအတူတူဘာဖြစ်လို့လှေကားကိုကြတော့မရှိခိုးပဲနဲ့ဟိုရုပ်တုကိုကြတော့ရှိခိုးနေတာလေအုပ်ချင်းချင်းတော့လှေကားလည်းအုပ်ပဲဖျားဆင်းလူတော်လည်းအုပ်ပဲအုပ်ချင်းချင်းဆင်းလူတော်ကိုကြတော့ရှိခိုးပြီးတော့လှေကားကြဘာလို့မရှိခိုးသလဲပေါ့ပေါ့ချာချာမေးတာနော်အဲ့တော့မန်နေဂျာတို့ကြီးကပြောတယ်ဒကာကြီးတဲ့ဒကာကြီးမှာအမျိုးသမီးရှိလားတဲ့ ဟောရှိတာပေါ့ဗျာတို့တော့အမျိုးသမီးရှိတယ်တခါကြီးမှာအမေရောရှိသေးလားရှိတာပေါ့တဲ့နော်အေးအဲ့တော့တခါကြီးမှာရဲ့အမေဟာလည်းမိန်းမပဲတခါကြီးရဲ့ဇနီးအမျိုးသမီးလည်းမိန်းမပဲအဲ့တော့ကိုယ့်ရဲ့အမေဖြစ်တဲ့အမျိုးသမီးမိန်းမရှိနေပါရဲ့သားနဲ့ဘာဖြစ်လို့ဇနီးဖြစ်တဲ့အမျိုးသမီးကိုထပ်ပြီးယူနေရသေးတာလဲ နော်လေဒီဆယ်တော်ကြီးဒီမန်လေဆယ်တော်ကြီးကချက်ချက်လက်ချက်ပြန်ပြောတာနော်ကို့မှာမိမသားဖြစ်တဲ့အမေတရားလုံးရှိပါရဲ့သားနဲ့ဘာဖြစ်လို့တခြားအမျိုးသမီး